အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်တော့နေ့တနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့ညနေခင်းမှာတော့လက်ရှိ Arsenal အသင်းရဲ့ပတ်သက်ပြီးတော့ဒါသတင်းတွေစတိုက်တက်နေတာကိုတွေ့ရမယ်အဲ့တော့ဒီသတင်းတွေကမနေ့ပြောမှာဆို Arsenal ပြိသက်တီကြားကျင်နေတဲ့သတင်းတော့မဟုတ်ဘူးလက်ရှိအပြောင်းအရွှေ့မှာ Arsenal အသင်းအနေနဲ့ဒါကျွန်တော် Zubimendi ကိုတရားဝင်ခေါ်ယူပေးပေါ့ခေါ်ယူမဲ့အဆင့်ကလွင်ကျွန်တော်ဆိုတာဒီမှာတတိတိချတာ ဟိုကစားသမားခေါ်ယူဖို့အတွက် progress တွေကတော်တော်လေးကိုနှောင့်နှေးနေတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါ Arsenal အသင်းအတွက်တိုက်စစ်မှုဒီနှစ်နွေရာသီမှာသူတို့ရဲ့ဒါအရေးကြီးဆုံးနံပါတ်1ပြတ်မှတ်ကတိုက်စစ်မှုတစ်ယောက်ဖြစ်တယ်ဘောနော်အဲ့တိုက်စစ်မှုပြတ်မှတ်တော့ Arsenal အသင်းအနေနဲ့နောက်ဆုံး update တက်လာတဲ့သတင်းတွေရ Arsenal အသင်းပြိုင်တက်ရတိတ်ပြီးတော့ပျော်စရာကောင်းမနေဘူးအဲ့ကိစ္စနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောအောင်အဲ့တော့ Arsenal အသင်းအနေနဲ့လက်ရှိမှာနောက်ဆုံး update တွေပါတယ်တက်တယ် အာဆောင်သိတဲ့လက်ရှိအပြောင်းရွှေ့နောက်ဆုံး update အရဆိုရင်တော့ဒါ Victor Kyogres ရဲ့အပြောင်းရွှေ့ကလည်းရှေ့မတိုးတော့ဘူးလို့သိရတယ်ဒါမှပါတယ်အဓိကတော့ဒါကျွန်တော်အဖေကတော့ true တူတူနဲ့လူရင်းပြောရမယ်ဆိုရင်တော့ Victor Kyogres ရဲ့အပြောင်းရွှေ့မှာ Arsenal အသင်းအနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့ပေးနိုင်တဲ့ဈေးနဲ့ Sporting ဘက်ကလူချင်တဲ့ဈေးကကွာဟချက်ရှိနေတယ်လို့သူတို့အနေနဲ့ခန့်စားရတယ်။အဲ Arsenal အသင်းဘက်ကတော့ကျွန်တော်ပထမဆုံးကြိမ်ကန့်လတ်မှုဖြစ်တဲ့ဒါကျွန်တော် Euro 55သန်း plus 10သန်းကို Sporting ဘက်ကညှင်းပေးပြီးသူတို့အနေနဲ့ Euro 10 80အထက်ကိုအလိုရှိနေတယ်မှာပါတယ်။ ကစားသမားကလည်းရှိမှာအာစနိုအသင်းကိုခေါင်းငိမ့်လိုက်ပြီးဖြစ်ပြီးတော့ကစားသမားကအာစနိုအသင်းကိုပဲပြောင်းရွှေ့ခြင်းနဲ့တမပါတယ်လက်ရှိမှာဒါကျွန်တော်တို့အာစနိုအသင်းကကျွန်တော်ကစားသမားကိုခေါ်ယူခြင်းနဲ့အသင်းထဲမှာသာရှိမယ်ဆိုတော့ဘယ်အသင်းမှမှဒါကျွန်တော်ဗစ်တာကိုင်ဂရက်ဆန်လက်ခံမှုအစီအစဉ်မရှိပဲနဲ့အာစနိုအသင်းကိုသာသူ့အနေနဲ့အဓိကပြောင်းရွှေ့ခြင်းနဲ့ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ ဒီနတ်ဒီအေးပေါ့ဒါကျွန်တော်တို့ချစ်ချင်းတွေကိုခွဲနေတာ Sporting ရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တယ်။အဲ Arsenal ဘက်ကပြန်ကြည့်မယ်ဆိုတော့ဒီအပြောင်းအရွှေ့မှာကျွန်တော်တို့မလွန်နှာဘူးလို့တော့မြင်တယ်။ဘာလို့ဆိုဒါ Sporting ဘက်ကတောင်းထားတဲ့ဈေးဖြစ်တဲ့ Euro 65တန်း Arsenal သင်းကဒါကျွန်တော်လူလူချင်းချင်းပေးခဲ့ပေမယ့်ဒါတကယ်လဲပေးခဲ့တဲ့အချိန်မှာငါတို့ကဒီတန်းကိုဒီကစားသမားကိုတန်း80အောက်ကိုလုံးဝလက်မခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီလိုမျိုးအချိုးမျိုးချိုးခဲ့တဲ့အချိန်မှာဒါ Arsenal သင်းကတော်တော်လေးကိုလိုကက်လန်ဖြစ်သွားတယ်လို့ပြောလို့ရမယ့်တဲ့မှာပါ။အဲ့တော့ Vedat Gayakwad အနေနဲ့အခုလက်ရှိမှာသူနဲ့ Sporting နဲ့ဒီကြားထဲမှာတွေ့ဖို့ရှိပြီးတော့သူ့ကိုအသင်းကနေပြီးတော့ထွက်ခွာခြင်းပေးဖို့အတွက် တောင်းဆိုဦးမယ်လို့တရားတယ်မပါဘူးသူကဒါကျွန်တော်တို့ဒီကစားသမားကလက်ရှိမှာသူ့အတွက်ဒါမဖြစ်နိုင်တဲ့ဈေးပုံစံမျိုးကိုတောင်းတာတဲ့ဆိုင်တစ်ဖက်အသင်းကသာသူ့ကိုဒါထိုက်တဲ့နဲ့ဈေးမျိုးဒါပေးလာခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့အသင်းကတရားဝင်ထွက်ခွာခွင့်ပေးဖို့အတွက်ဒါကျွန်တော်တို့လက်ရှိမှာ Sporting နဲ့တွေ့ဖို့အတွက်ဒါတောင်းဆိုထားတယ်လို့တရားတယ်မပါဘူး Sporting လက်ရှိဥက္ကဋ္ဌကတော့ရှင်းပါတယ်သူတို့အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာ Victor Kyrgios ကိုအပြောင်းရွှေ့တဲ့ဒါကျွန်တော် Euro 80နဲ့အထက်ရမှာအသင်းကနေပြီးတော့တရားဝင်ထွက်ခွာခွင့်ပေးမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော် Sporting ကဈေးကင်နေတဲ့ပုံစံမျိုးကိုထက်ခါလဲလဲကျွန်တော် Sporting စီကနေ တွေ့လာခဲ့ရတယ်ဖြစ်တယ်။အဲ့တော့ဒါခုနောက်ပိုင်းမှာဒါအပြောင်းရွှေ့တွေကသိပ်ပြီးမထူးဆန်းတော့လက်ရှိမှာဒါကျွန်တော်တို့ကစားသမားတွေနဲ့ဒါကျွန်တော်တို့လက်ရှိအသေးတွေကြားထဲမှာစာချုပ်ဖြတ်သိမ်းခြင်းမရှိဘူးဆိုရင်တော့ကစားသမားတွေဘက်ကကြီးပဲနေနိုင်တဲ့သဘောမှာရှိတယ်။အဲ့တော့ဒါကျွန်တော်တို့အရင်တော့ကဒါကျွန်တော် gentleman agreement ပေါ့နော် gentleman agreement ဆိုတာကျွန်တော်တို့လက်ရှိအသေးနဲ့ဒါကျွန်တော်တို့ဒါကစားသမားကြားထဲကနားလည်မှုယူထားပြီးစာချုပ်စာထဲမှာထားရမဟုတ်ပဲနဲ့အကယ်၍သူချမ်းနဲ့သက်သက်အသင်းကသာသူ့ကိုဒါပြီးတော့တရားဝင်လာပြီးကန့်လန့်ခဲ့မယ်ဆိုရင်တော့ဒီအသေးအနေနဲ့ဒါကျွန်တော်တို့ထိုက်တဲ့ဈေးမျိုးဥစ္စာမျိုးရမယ်ဆိုရင်တော့ဒီကစားသမားကိုအသင်းကထွက်ခွင့်ပေးမယ်ဆိုတဲ့ gentleman agreement နဲ့ ဟိုးရင်ကလေးကလှုပ်ထားတာတွေ့ရဒါပေမဲ့ဒီက gentleman agreement ဆိုတာဒါကျွန်တော်စာချုပ်စာတမ်းမရှိစာချုပ်စာတမ်းမရှိတဲ့ကြောင့်ဒါကျွန်တော်တို့ဂျင်းတဲ့ခံရတယ်ပေါ့နော်အဲ့တော့ဘယ်သူနာ Victor Kyrgios မှာလက်ရှိမှာစာချုပ်စာတမ်းတော့ရှိရသူရဲ့စာချုပ်ဖြတ်သိမ်းခြင်းက Euro တန်း100ဖြစ်တဲ့အတွက်ကြောင့်မဒီဈေးကိုတော့ဘယ်အသင်းကမှပေးဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးအဲ့တော့ Arsenal တင်းနဲ့တော်တော်လေးကိုစိတ်ပြက်ရနေတာက Victor Kyrgios ကိုလည်းလက်ရှိမှာရှေ့တူးလို့မရနေတာဖြစ်တော့ဆိုတော့သူတို့နေခုလက်ရှိမှာဒါကျွန်တော်65တန်းပေးထားပြီးပြီဒီညမှာနောက်တဲ့10တန်းလောက်ထပ်တူးပေးဖို့နေထားမှာ Arsenal အသင်းကမရှိဘူးဒါဟိုနေ့ကကိုတရားအောက်က comment နေမှာမှတ်ထားသူဟုတ်တယ်ခုနကပြောသူပဲအဲ့ကိုပြောရလဲမှတ်နေအဲ့ Arsenal ဘက်က ါရနောက်ထပ်ငါးသန်း၁၀တဲ့ okay ခုနက sporting back ကတောင်းနေ euro တက်80ပေးပါကြည့်ရေ euro တက်80ပေးတဲ့ချိန်မှာ okay အဲ့ဒါငါတို့အဲ့ဒါမဟုတ်အိုက်ထက်ပူပြီးလိုချင်တာပြောချင်တာတဖြည်းဖြည်းနဲ့တို့တော့ဘာဖြစ်လဲဆိုတော့တို့စာချုပ်ဖြတ်သိမ်းကြီးနီးနီးလောက်ကိုတို့တော့ပြန်တောင်းရမယ့်သဘောမှရှိတယ်အဲ့တော့ပြောချင်တာတို့စာချုပ်ဖြတ်သိမ်းကြီးကတန်းတရာဖြစ်တဲ့ကြောင့်တို့နဲ့တန်း80လောက်တို့ဆွဲနိုင်မယ်လို့တို့ကိုတို့ယူကြည့်ဒါပေမဲ့ ကျွန်တော်တို့မြန်လိုက်ပါအော်စမန်ကိုဒါကျွန်တော်တို့နပိုလီကိုအော်စမန်ကိုဝိုင်းလုတ်ကြလို့မျိုးအသင်းနေနေနဲ့ဗစ်တာကာဂရက်ဆယ်အပြောင်းရှိမှာဝိုင်းလုတ်ကြဖို့အတွက်အရေးပါတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်တကယ်တော့ဘယ်အသင်းမှမမခေါ်ရတဲ့အချိန်မှာဒီအသင်းကိုဒါဗစ်တာကာဂရက်ဆယ်ဆိုအောက်ဈေးနဲ့ထိုးရောက်ရတယ်ဆိုတဲ့ပုံစံမျိုးကိုလှုပ်သွားတဲ့ပုံစံမျိုးဒါအဲစပေါ်တင်ကိုဝိုင်းပြီးတော့ဒါကျွန်တော်အသင်းတွေတော်တော်များဝိုင်းကျင်ရမယ်လို့မြင်ရတယ်မှာပါအဲ့တော့လက်ရှိမှာဒါစပေါ်တင်နဲ့ပတ်သက်ပြီးတော့အာဆိုတင်ကတော့ဒုတိယမြောက်ကမ်းလှမ်းမှုလက်တလုံးမှာလုပ်ဖို့အတွက်အစီအစဉ်မရှိသေးဘူးသူတို့အနေနဲ့ဒါကျွန်တော်တခြားသောဒါအပြောင်းရွှေ့အတွက်စဉ်းစားနေတိုင်းစဉ်းစားသွားနိုင်တဲ့အနေအထားတွေလည်းရှိတယ်ဆိုတဲ့သတင်းတွေ တောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အဲ့တော့အာစနိုပရိသတ်တွေကဒီညမှာသူတို့အနေနဲ့ပြန်စစချင်းတို့တို့လည်းစိတ်ပြက်တယ်။ဘာကြောင့်လဲအာစနိုသင်းနဲ့နှစ်တိုင်းတိုက်စင်မှုခေါ်မယ်တိုက်စင်မှုခေါ်မယ်ဂေဘရီယိုဂျီဇုစ်နောက်ပိုင်းမှာလက်ရှိမှာအာစနိုသင်းမှာ ဒါကျွန်တော်ကားဟာဗစ်ကို make shift တိုက်စစ်မှုလုပ်တာကလွင်တတိချာတိုက်စစ်မှုတွေမရှိဘူးဒါအရင်ကစားသမားတွေဖြစ်တဲ့ ANGDIA တို့ပေါ့နော် Crystal Palace ရောက်သွားတဲ့အချိန်မှာ Arsenal တင်းတဲ့အခုချိန်ထိတိုက်စစ်မှုစစ်စစ်မရှိသေးတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားတယ်အဲ့တော့ Arsenal တင်းတဲ့အခုလက်ရှိမှာ Benjamin Sesko ဘက်ကိုပြန်လှည့်ပြန်တော့လေ Benjamin Sesko တို့ကခုနပေါ်သူပဲဒါ Victor Kyokas နဲ့ Benjamin Sesko ရဲ့အပြောင်းအရွှေ့ကနည်းနည်းတော့ဆင်းတယ်ဘာလို့ Victor Kyokas ရဲ့လေဒါကျွန်တော်တို့ဖက်က Sporting ဘက်က Euro 10ခွန်းနဲ့ဆိုတော့ sporting နဲ့ victor kai ကိုဆိုတော့ sporting နဲ့ဒါကြောင့် live set နဲ့ quarter live set ကစခေါ်ကြတဲ့ဈေးကြီးကြီးစခေါ်တာသူတို့အနေနဲ့ဒါဒီကစားသမားတွေတို့ရ euro တန်း90လူကျင်နဲ့တပြားမှမလျှော်ဆိုတဲ့ပုံစံမျိုးဈေးခေါ်တာတစ်ဖက်ကတော့ကျွန်တော်တို့ sporting ဘက်ကစောင့်ကြည့်ရုပ်တယ်ပေါ့နော်ဒါအသင်းတွေအနေနဲ့တရားဝင်စိတ်ဝင်စားအောင်ကစားသမားတွေစကားလေးပါလေးပြောအောင်သူတို့အနေနဲ့65တန်းဈေးခေါ်တယ်ကစားသမားတွေလည်း okay အေးအဲ့ဒါဆိုတော့65တန်းမရတော့မင်းတို့ကန်း90အနည်းဆုံးအဲတကယ်တော့တန်း90 85တန်းထပ်ပြီးကန်းလှမ်းမယ်ဆိုရင်တန်းရှိစေတဲ့မယ်ဆိုလေသူတို့သူတို့ပြဿနာတွေကစီပါဆိုတော့ကစားသမားရဲ့စာရုပ်ဖြတ်သေးတဲ့တန်းတရာဖြစ်တော့သူတို့နေတန်းတရာမပြည့်မချင်းသူတို့မှတက်ပိုင်ခွင့်ရှိအဲ့တော့ အမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒါဒီအပြောင်းရွှေ့မှာပြန်ဆက်ကြည့်မှာအာစနိုတင်းဘက်ကတိတ်ပြီးလွန်နေတဲ့နေတော့ဒါပေမဲ့ပြဿနာကလည်းအာစနိုတင်းကလည်းတိုက်စစ်မှုဒီနေ့တွေ့ရဒီမှာမခေါ်ဘူးဆိုမလွယ်တော့တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့။ဘာကြောင့်လဲဆိုတော့ ်အာဆိုသေးလက်ရှိကစားကွက်မှာတောင်ပန်နေကောင်းတယ်စာကာတို့ဒါကျွန်တော်တို့လက်ရှိကွင်းလယ်ပိုင်းဆိုတော့တော်တော်လေးကိုမိုက်တယ်မရီနိုတို့ဒက်ကလန်ရိုက်တို့အူဒင်ကတ်တို့တော်တော်လေးကိုပြည့်စုံနေတဲ့အသေးသေးသင်းဖြစ်တယ်ဒါပေမဲ့တိုက်စစ်မှုမရှိတဲ့ပြဿနာအာဆိုသေးတို့တော်တော်လေးကိုဆူရအဲ့တော့အာဆနိုသင်းတွေကဒါကျွန်တော်တို့လက်ကာလာရှေဂျာတာဂက်ထားခဲ့တဲ့အလက်ဇန္ဒားအီဆက်ကလည်းဒီနှစ်မှာဒါကျွန်တော်ညူကာဆယ်ယူနိုက်တက်မှာဆက်လက်ပြီးနေမဲ့အတွက်ကြောင့်မလို့အာဆနိုသင်းတွေကဒီအပြောင်းရွှေ့အတွက်တော်တော်လေးကိုစဉ်းစားစရာဖြစ်တယ်ဆိုတာလုံးဝငင်းစရာမလိုဘူးပေါ့နော်အဲ့တော့ဘယ်ဘက်ကပဲကြည့်ကြည့်အာဆနိုသင်းဘက်ကကြည့်လည်းမှန်တယ်ဟို ပြိတ္တဘက်ကကြည့်တော့လည်းမှန်တယ်ပြိတ္တဘက်ကဆိုရင်တော့ဒါခါရိုင်းနေတယ်လို့ပဲတိုက်စစ်မှုမရှိတဲ့နှစ်တစ်နှစ်ကိုထပ်ပြီးဖြတ်တန်းရအောင်မလားဆိုတဲ့စိတ်ပူပန်မှုတွေနဲ့အတူဒါကျွန်တော်လက်ရှိမှာအဲ့တော့ ဆက်စကိုရဲ့အပြောင်းရွှေ့ကလည်းပြဿနာနောက်တစ်ခုကဒါကျွန်တော်ဆော်ဒီဘက်ကဝင်နောက်နေတာဆော်ဒီကလက်ရှိကတော့ကျွန်တော်တချို့ကလပ်တွေနဲ့ဒါဘန်ဂျမင်ဆက်စကိုကိုဒါကျွန်တော်ပုံကိုကြီးရသဘောတူညီမှုရပြီးတော့ offer တွေ on the table မှာထားထားပြီးပြီဆိုတဲ့စကားလုံးနေတော့ထွက်နေခဲ့တယ်ဒါ Fabrizio Romano ကလာလို့ပေါ့နော်အဲ့တော့လက်ရှိ market ထဲမှာဆိုတော့ဘလူးဂျမ်ပဲ Hugo Akatite ဂျမ်ပဲ Osman ဂျမ်ပဲအမှန်တမ်းပြောမလို့ဆိုတော့ကျွန်တော်အမြင်ပြောမလို့ဆိုတော့ Arsenal သစ် Osman ကိုလိုက်တင်တယ်လို့မြင်တယ်ဒါကျွန်တော်အမြင်ပေါ့နော်ဘာလို့လဲလက်ရှိမှာဒါ Osman နဲ့အခုလက်ရှိမှာ Lukaku ဆိုတဲ့သူနေတော်လေးကို short ချပေးလိုက်ပြီသူနေတာကျွန်တော်တစ်နှစ်လုံးမှဒါကျွန်တော်သိတော့ပေါ့နော်ဒါကျွန်တော်10သန်းပတ်ချာလဲဝိညာဉ်ညာလို့ တနက်လုံး10တန်းဆိုပြန်စမ်းစားကြည့်အောင်ကျွန်တော်ဒါစနစ်နဲ့ပြန်စားကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ ဒီလိုပေါ့အဲ့ပေါ့တနစ်ကိုဒါကျွန်တော်တို့တလောက်ကိုကျွန်တော်ဒါဘလောက်မှမတပတ်နှစ်သိန်းခွဲပေါ့နော်နှစ်သိန်းခွဲဆိုအာဆနယ်သင်ပေးနိုင်နေတာပဲအာဆိုသင်အော်ဇီမန်ကိုမြရတာကျွန်တော် try အဲ့ဒါမှကျွန်တော်မြင်ကြည့်တာပေါ့နော်အာတိတာကအော်ဇီမန်ရဲ့လက်ရှိ attitude ကိုမချက်ဘူးဘာကြောင့်လဲဆိုတော့လက်ရှိကျွန်တော်ခုနေ့က article လေးတစ်ခုဖတ်မိတယ်အော်ဇီမန်ကအခက်မသိ Ubamian 2.0ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့အာတိတာအနေနဲ့ Eddie Risk ကြီးကိုတော့လက်ရှိမှာလုံးဝယူဖို့အတွက်အစီအစဉ်မရှိဘူးဆိုပြီးပုံစံမျိုးကိုရေးသားခဲ့တယ်ပေါ့ကျွန်တော် Ubamian ပုံစံမျိုးကိုအာတိတာကဒါကျွန်တော်အော်ဇီမန်စီမှာတွေ့ရတယ်အော်ဇီမန်ကိုခေါ်ခဲ့မယ်ဆိုရင်တော့ဒါသိရမှာခုနကပေါ့ Ubamian ဆိုတဲ့ ကျွန်တော်အာစနယ်ကဒါတော်တော်လေးကိုရှုံးသွားခဲ့တယ်။စိုက်တုတ်တီကြီးချုပ်ပြီးမှဆောက်ချိုးတွေမပြေတဲ့အချိန်မှာဒါကျွန်တော်အူဘာမီယန်အဲ့တော့ဆောက်ချိုးမပြေတာကအာဒီဒါပြောတဲ့ဘက်ပေါ့နော်။အူဘာမီယန်ကသူ့အမိနေမကောင်းလို့ပြောတာပဲ။အဲ့တော့ထားပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အော်စီမန်ကအူဘာမီယန်လို့ဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ဒါအော်စီမန်ကိုတော့စိတ်မွန်ဒါပေမဲ့အော်စီမန်ကလက်ရှိအာစနယ်အသင်းနဲ့မဆိုးလို့မြင်တယ်ပေါ့နော်။ leader ဖြစ်တယ်ဒါကျွန်တော်တို့ box to box မှာဒါကျွန်တော်တို့ဒါ box ထဲမှာတော်တော်လေးကိုဒါ leader finisher ဖြစ်တယ်လို့မြင်ရတယ်မှာပါ။ Hugo Agüero ကအခုလက်ရှိမှာအကုန်လုံး demand များနေတယ် Liverpool လည်းစိတ်ဝင်စားတယ် Chelsea လည်းစိတ်ဝင်စားတယ် United လည်းစိတ်ဝင်စားတယ်။ Hugo Agüero တို့ကလည်းလက်ရှိမှာဒါကျွန်တော်တို့တစ်ဖက်က Frank က်ကလည်းယူရိုတန်80ပတ်ချလဲဝင်ကြလူရှိအဲ့တော့တိုက်စစ်မှုမားကတ်ကြီးကလည်းစုပ်ပြတ်တက်နေတာပေါ့နော်ဘယ်ကစားသမားလက်ညှိုးသွားထိုးထိုးသားယူရိုတန်80နဲ့တန်80စားကြီးပဲအဲ့တော့အာဆိုသိတဲ့ဒီညမှာငွေမသွင်းရင်မရတော့တဲ့ဒါတကူရောက်လာခဲ့ပြီလို့မြင်နေအဲ့တော့အာဆိုသိတဲ့ဒီတိုက်စစ်မှုမားကတ်မှာသူဘာဆက်လုပ်မလဲဒါကကတော့ဘယ်လိုပဲဒါကျွန်တော်အော်စမန်ဝယ်မယ်ဆိုတော့ဒါကျွန်တော်ယူရိုတန်60နဲ့တန်50ပတ်ချလဲဝင်ကြလာနေတယ်ဒါပေမဲ့လုခလာဆိုလီတော့အနေငယ်မြင်မှားသွားနေတယ်ဒီမှာပါတယ်အဲ့တော့ ဘာတွေဘယ်လိုလုပ်မလဲအာဆောင်တဲ့တိုက်စစ်နဲ့ပတ်သက်ပြီးတိုင်ပတ်နေတဲ့အခြေအနေတခုကိုဘယ်လိုမျိုးယုံထွက်မလဲကျွန်တော်တော်တော်လေးတော့စိတ်ဝင်စားတယ်ညီကိုတို့အနေနဲ့ကောဥနာပေါ်တဲ့ပဲအကဲကာယိုဂရက်စကောဆက်စကောအပြောင်းရွှေ့ကတက်နေခဲ့မယ်ဆိုရင်ဘယ်ဘက်ကိုလှည့်ဖို့ရှိမလဲ အောက်ကကွန်မန့်နေထဲမှာဆွေးနွေးပြကြပါအောင်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာပြောချင်ပါတယ်အားလုံးမကြိုးတမာတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်ဒီနေ့မှာနားချင်ပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်ကကွန်မန့်နေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U ရဲ့လင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျှဝေကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတမာတယ်ကောင်းမွန် ွန်တော့နေနေဖြစ်ပါစို့စုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့ဒီနောက်မှာပဲအေးအေးဆေးတွေ့ကြတာပေါ့အားလုံးမကြုတ်တူပါနဲ့မြန်မာကလစ်ပြပို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ဒေးပါဗျာ